ဆိုင်ဆိုင်ဘုံနဲ့ပါဆယ်ဘုံများအကြောင်းဝန်ထမ်းများအားပြည်သူ့လွတ်တော်မှအတိပေးချကြောင်းဖေဖော်ဝါရီလ၂ရက်နေ့ကတည်ရပြီးအဆိုပါအတိပေးစာကိုပြည်သူ့လွတ်တော်ရှိမီဒီယာတွေသတင်းရယူနေတဲ့နေရာရှိကြော်ညာတင်ဘုံမှာကတ်ထားတာဖြစ်ပါတယ်။အဲ့ဒီလိုတိပေးစာထုတ်တာနဲ့ပတ်သက်ပြီးပြည်သူ့လွတ်တော်ယုံညွန်ကြားရေးမှူးဦးကိုကိုနိုင်ကဌာနအတွင်းလုံခြုံရေးကိုအရင်ထက်ဂရုစိုက်ဖို့ရည်ရွယ်တာဖြစ်တယ်လို့အခုလိုပြောပါတယ်။ဒီဟာကတော့ကျွန်တော်တို့ဌာနတွင်လုပ်နေရတယ်နော်။ခါရိုင်းနဲ့ပတ်သက်ပြီးကြည့်စမ်း ကြီးပေါ့။အဲတော့ဒီလိုကြီးပဲဆိုတော့လည်းတဲ့လူကြီးစဉ်းစားနေတယ်။ကိုရှင်ကဖြစ်ဖြစ်ဖြစ်နေတယ်။နေနေတာမျိုးတော့ဘာလို့လဲဆိုတော့လေလေလေးတော့ဒီလိုရောက်တော့ပေါ့ကွာလေဘာလို့လဲဖြစ်နေတာလဲညာတယ်ညာနေတဲ့ခါကျတော့ဒီဒီဒီလိုဖြစ်တော့တယ်နေနေစင်ကြီးကလေးပေါ့လေဘာလို့လဲကိုယ်စလေးမရှိဘူးအဲ့ဒါကြီးမရှိဘူးတော့ဓာတ်ရက်စာလို့ ညာတော့ဘလို့ကုန်တယ်ဟာညာလာတာပို့ပြီးတော့အရင်ကပို့တယ်ဒီနေ့ဒီဆိုင်အာတိပြီအာကတ်ဟိုဘူနီကြောက်ဟိုဘူကအဲ့အဲ့အရင်ကလေးအဲ့အရင်ကလေးကဟိုဘူကတော့ဖြစ်ပြနေတယ်ညာချီလို့ရတယ်ဒီနေ့ဒရီထားတယ်ဟိုတော့လုံးဝလူကမြင်ရတာဟုတ်ကဲ့ဘယ်လိုလဲဖြစ်တာဟိုကောထားတာအနေနဲ့ဒီလိုတော့ရုံးတယ်ရင်ကပို့ ူးဆိုင်နေဖြစ်လာနေတဲ့မိလန်းလေးတွေကတည်ပြီးသားအာဟာဒီလိုဂူးဆိုင်နေဆိုပြီးလူတွေကနော်ခလာတူတာနေဆိုပါအတိပေးစာထုတ်ထားခြင်းမှာရန်ကုန်လေစိတ်မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဥပဒေအထောက်အကူပြုအဖွဲ့ဝင်ဦးကိုနီကိုတနသမာတအုံမှလှုပ်ကြံခြင်းနဲ့တော့မသက်ဆိုင်ပေနိုင်ငံတကာနဲ့ခေတ်ကာလအခြေအနေအရဝန်ထမ်းတွေအရင်ကထပ်ပို့ပြီးလုံခြုံရေးဂရုစိုင်နိုင်မှုဖြစ်လာနိုင်တဲ့နိလန့်တွေကိုအတိပေးထားတဲ့သဘောဖြစ်တယ်လို့ဦးကိုကိုနိုင်ကပြောပါရယ် လွှတ်တော်ရဲ့လုံခြုံရေးနဲ့ပတ်သက်ပြီးလုံခြုံရေးအဖွဲ့ဖွဲ့ထားပြီးဌာနလူကြီးများရဲတပ်ရင်းမှုများ SP အကြီးအကဲတွေနဲ့ပူးပေါင်းဖွဲ့စည်းထားပြီးလိုအပ်တဲ့အခါအချင်းချင်းချိတ်ဆက်ပြီးတော့ဆောင်ရွက်ကြ။လွှတ်တော်အတွင်းပြင်လုံခြုံရေးကိုရဲတပ်ရင်းသတင်းရဲတပ်ဖွဲ့ Special Brand SP တာဝန်ယူဆောင်ရွက်ကြောင်းဥကိုကိုနိုင်ငါဆိုပါတယ်။အဆိုပါစာအိစာအိဘုံနဲ့ပါဆယ်ဘုံများအကြောင်းအသိပေးစာမှာစာအိဘုံရဲ့အထိပ္ပယ်ဖွင့်ဆိုချက်စာအိဘုံပြုလုပ်တည်ဆောက်မှုအကြောင်းစာအိဘုံအရွယ်စာစာအိဘုံရဲ့အကျိုးသက်ရောက် မှုတို့ကိုဖော်ပြထားပါတယ်။စာအိမ်ဘုံရဲ့အတိတ်ပဲဖွင့်ဆိုချက်အကြောင်းမှာစာအိမ်ဘုံဟူသည်တမန်စာအိမ်သို့မဟုတ်ပါဆက်တို့အားစာတိုင်းမှာတော့၎င်းကြားကံပေးဖို့သူထံမှလက်ခံရရှိတဲ့အခါတွင်၎င်းဖွင့်ပေါက်တဲ့အခါပောက်ကွဲမှုဖြစ်စေပြီးစာအိမ်သို့မဟုတ်ပါဆယ်ထုတ်ဖွင့်သူအားပြင်းထန်စွာဒဏ်ရာရရှိစေခြင်းသို့မဟုတ်တည်ဆုံခြင်းဖြင့်အစီမံပြစ်လုထားတဲ့ဘုံမျိုးစားဖြစ်တယ်လို့ဖော်ပြထားပါတယ်။